အလုံးမင်္ဂလာပါစေဘကဟက် knowledge sharing channel ကနေကြိုဆိုပါတယ်ဒီနေ့ဒီ channel အတူ grade 10 biology chapter 3.1.3 support system in animals အကြောင်းကိုအတူလေ့လာကြမယ်ဆရာတို့က skeleton က animal စီရဲ့ main support system ဖြစ်တဲ့ခန္ဓာကိုယ်ကြီးကိုသူ့ရဲ့ပုံသဏ္ဍာန်အနေအထားအတိုင်းရှိနေအောင် support လုပ်ပေးထားတယ် zoologist တွေက animal တွေမှာ static system သုံးမျိုးရှိတာကို recognize လုပ်နိုင်တယ်။အော်ဘာလဲဆိုလို့ရှိရင် hydrostatic skeleton ဒါ at one မြေခန္ဓာကိုယ်ရဲ့မှာ water pressure ကဒီ at one မြေပုံမှန်သဏ္ဍာန်ရော movement ကိုရောစုံဖြတ်ပြီးဒါ snail မှာအပြင်ဘက်က exoskeleton ရှိရင်ဒါဆိုရင်လူမာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အတွင်းထဲမှာရှိလို့ endoskeleton လို့ခေါ်တယ် ကျွန်တော်ဒီပုံမှာဆိုရင်ဒါကြောင်လေးက endoskeleton ပေါ့ body ထဲမှာဒီ vertebra ရှိရေ bone စီရှိ grasshopper ကတော့အပြင်မှာမမတောင်းတောင်းပြီးသူ့ရဲ့အခွန်ကဟုတ်နော်ဂိုင်းကြည့်လို့ရှိရင်အဲ့ဒါဒီ exoskeleton ဖြစ်တယ်။ Art one က columnic invertebrate ပေါ့။အဲ့သူ့ရဲ့ထဲမှာကျွန်တော်ကဒါကဘာလဲဆို endoderm နဲ့လောက်တာဒီတွင်းထဲမှာ columnic cavity ရှိတယ်။ ဒီကဗတီထဲမှာရေတွေရှိပြုံးမှာဒီ water pressure နဲ့ဒီ outline ကအလုပ်လုပ်ပေးပေါ့။နောက်ခြေတော့ကဒီမှာ hydrostatic skeleton are found primarily in the soft body terrestrial invertebrate အကုန်းပေါ်မှာရှိတဲ့ invertebrate တွေမှာလေဒီ hydrostatic skeleton ရှိတယ်ဒီမှာ outline ကနော်နောက်ခုက slash မှာနောက်မှာ soft body aquatic ခြေထဲမှာရှိတဲ့ soft body invertebrate jellyfish တွေ squid တွေမှာလေ hydrostatic skeleton ရှိတယ်။အော်ဒီမှာဆိုလို့ရှိရင်ဆိုတော့ဒီကိုလုံးလေးမှာပေါ့။ဟုတ်နော်ကိုလုံးလေးမှာဆိုတာကဒီ columnic cavity columnic cavity အတွင်းလေးမှာရည်တွေရှိတယ်။ဟုတ်နော် fluid filled body cavity ကအဲ့ထဲမှာရှိရဲ့အရည်တွေက hydrostatic pressure ကိုဒီ body wall ပေါ်မှာသူက press လုပ်ပြီးအခါမှာဒီ up one ဆိုရင်ဒါ movement ကိုလုပ်ပြီး။အော်ဒီ up one မှာဆိုရင်သူက ဒီလိုအဝိုင်းပတ်ထားတယ်ဒီလိုအဝိုင်းပတ်ထားတယ် secular mindset ရှိဒါ secular mindset ပတ်ပတ်ဒီလိုအရှိလိုင်းရှိနေတယ် longitudinal mindset ရှိဒါ secular mindset contract ဖြစ်တယ်ဆိုလို့ရှိရင်ဒီ up one ရဲ့ diameter ကဖြစ်သွားမယ်ဆိုတော့ကျင်းသွားမယ်ဒါမဲ့အရှိကရှိလာလိမ့်မယ်ဒါမှဆိုရင် up one ကဒီရှိကိုရှုရွေ့မယ်ပေါ့ locomotion လုပ်မယ်ဆိုရဲခါကြဒီထိပ်ပိုင်းက circular muscle တွေက contract လုပ်လိုက်တဲ့အခါမှာ လမ်းမီတာကျင်းပြီးတော့မှရှိလာတော့ရှိကိုရောက်သွား။ရောက်သွားပြီးရဲ့နောက်မှာသူကဘာပြန်လုပ်လဲဆိုရှိကိုတိုးသွားပြီးရဲ့နောက်မှာဒီဘက်က longitudinal master တွေက contract လုပ်လိုက်တဲ့အခါမှာသူကဒါမီတာပြန်ပြီးတော့မှကြီးသွားတယ်ဒါမဲ့သူဒီရှိကိုရောက်သွားပြီးပြီပေါ့။အဲ့အဲ့ပြီးရင်သူကပြန် protocol master contract လို့အဲ့လိုမျိုးတလဲစီလုပ်ခြင်းအပြင်သူကယူလျားနေပေါ့ exoskeleton က rigid heart case body ရဲ့အပြင်ဘက်မှာရှိရင်သွား rigid heart case ဖြစ်တယ်ဒီမှာ insert တွေရဲ့ body အပြင်ဘက်ကဒါလေးတွေဆိုမှမှလေးတွေရှိရင်အဲ arthropod စီမှာလေးအပြင်ဘက်က exoskeleton ရှိရယ် crustacean ဒီရဲ့ခန္ဓာကိုယ်လည်းမှာရပေါ့ခန်းနေပစုံနော်နော်အော်သူရေမာနေတဲ့အပိုင်းကဒီ exoskeleton ဘာနဲ့လောက်ထားလဲဆို polysaccharide ခိုင်ကျင်နဲ့လောက်ထားတယ်။ carbohydrate ပဲ polysaccharide ခိုင်ကျင်နဲ့လောက်ထား အဘာရီမိုနိုဆက်ခရိုက်ကဘာမျိုးစားလဲဆိုရင် NSC time glucosamine ပေါ့ဒါက glucose ကိုမှ amino group ပါလေ acid time group ပါလေအတွက်ကြောင့် NSC time glucosamine polymer ပေါ့ဒါမိုနိုမှာတစ်ခုချင်းအများကြီးပဲဆက်ထားတယ် chitin နဲ့လောက်ထားတယ်။ဟော chitinous exoskeleton က resist the bending or zero ကဒန်းနေပစုံနေကိုအပြင်ဘက်ကအခွန်ကြီးကအလွယ်တကူချိုးလို့မရအောင် bending ကို resist လုပ်တယ်။ multi-skeletal framework ပေါ့ body ရဲ့ခန္ဓာကိုယ်ရဲ့ပုံသဏ္ဍာန် framework ကြီးနေနဲ့သူကလုပ်ပြီးထားတယ်။သူရဲ့အတွင်းထဲမှာ massive attachment ရှိတယ်။အော်ဥမာဆိုလို့ရှိရင်သူရဲ့ဂနန်းပေါ့ဂနန်းလက်တွေပါလေဆိုသူဘောင်စားရလေဆိုအဖုံစားအောင်ပေါ့အတွင်းထဲမှာရှိတဲ့အပောင်းကိုစား အထွေထဲမှာရှိအသောဆောင်မာ10ပဲပေါ့ဒီမာ10ကခဏအထွေထဲကဒီ exoskeleton ကြီးရဲ့အထွေနိုင်ရန်ကိုသွားပရမသွား attach လုပ်ထားဟုတ်နော် inside ကိုမာ10ဒီ attach လုပ်နေပါလေတဲ့ဟာအပြင်ဘက်က exoskeleton ကြီးကမာမာကြီးအုပ်ထားတော့ဒီ animals ကကြီးထွားမယ်ဆိုရင်ဘာလုံးအောင်မလဲဆိုလို့ရှိရင်အပြင်ဘက်က exoskeleton ကိုသူဒီ အရေးကွန်လင်းရမယ်ပေါ့ဟုတ်နော် grow ဖြစ်ဖို့ဆိုရင် periodically molting ဖြစ်ရမယ် shielding the exoskeleton ကို shed လုပ်လိုက်ရမယ်သူသူရဲ့ periodically သူ့အချိန်နဲ့သူပေါ့ဟုတ်နော် slightly larger new exoskeleton will be found ဒီအတွင်းထဲကထပ်ပေါ်လာတဲ့ exoskeleton ကြီးဟာသူက size ပိုကြီးရဲ့အသစ်ထပ်ပေါ်ပေါ်လာအဲ့တော့ဒီ animals ကတဖြည်းဖြည်း size ကြီးလာတဲ့အခါမှာ exoskeleton ကို shedding လုပ်ပြည့် နောက်ကအန်ဒိုစကလီတန်အော်အန်ဒိုစကလီတန်က vertebrate တွေမှာရှိတာကျွန်တော်သိပြီးသားလူတွေမှာရှိတယ်ခွေးလေးတွေကြောင်လေးတွေမှာရှိဒါမဲ့အဲ့ endoskeleton ဒီ invertebrate ဖြစ်တယ် sponge တွေ echinoderm တွေမှာလေသူကရှိတယ်ဟုတ်နော်အော်သူက endo ဆိုရဲအတွင်းထဲမှာပေါ့ internal rigid internal skeleton body framework ကိုဖြစ်စေတယ် နောက်တစ်ခုကသူရဲ့ဒီဘုံးစီမှာမာဆယ်လာပြောမှာ attachment လုပ်ပြီးရဲ့အခါမှာလူကလှုပ်ရှားလို့ရတယ် movement လုပ်လို့ရတယ် locomotion လုပ်လို့ရတယ် sister ရဲ့အတွင်းထဲမှာ endoskeletal plate တွေရှိတယ်။အဲ့လိုပဲဒီမှာဆိုလို့ရှိရင် sponge ball sponge ဆိုတဲ့ခြောင်ကြည့်ရင်ဘယ်နာမှာ endoskeleton ရှိမှန်းမမြင်ရအောင်နော်။အဲ့တေချာကြည့်တဲ့အခါကျတော့ဒီ surface မှာပေါ့ဒီ surface ရဲ့ဒီ layer ဒီ layer မှာ ပါရှိတယ်ဆိုဒီပုံလေးကိုကျွန်တော်ပြထားတယ်ပြထားတဲ့အခါမှာဒီအပြင်ဘက်ကနေဒီနားလေးတွေမှာညာနေပြောမှာဘာဖြစ်လဲဆို speak you ဆိုတွေ့လို့မနော်ဒီမှာ speak you ဆိုရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ sponsor အပြင်မဲ့စာဖေးမှာ speak you စီထွက်လာဒီ speak you ဆာအထက်ကနေထွက်လာ ဟုတ်ပြီနော်။အဖေကနေထွက်လာတာအပြင်မှာကာဝါလောက်ထားတာမဟုတ်ဘူးအတွင်းထဲကနေထွက်လာတာ endoskeleton ပေါ့ SPQC ။နောက်တစ်ခါကျတော့ spongy ဆိုတာရှိတယ်။ဒီ spongy fiber စီကလည်း endoskeleton လေးပဲဟုတ်ပြီနော်။အော် vertebrate စီတူက၅မျိုးရှိတာပေါ့၅မျိုးရှိတဲ့အခါမှာ mammal စီ bird စီ reptile amphibian fish တွေအကုန်လုံးမှာ endoskeleton ရှိဟုတ်နော် internal bone forming the endoskeleton g invertebrates form ဟုတ်နော် invertebrates မှာ echinoderms ပေါ့ echinoderms မှာဆိုလို့ရှိရင် c archins ဟုတ်နော်အဲ့တော့ c archins ကဒီလိုဟာမျိုးသူကဘာလုံးလုံးညလေးဆိုရင်စားလို့ရတယ်နော်စားလို့ရတာအစိမ်းစားရဒီထက်အားတွေကိုစားကြရပေါ့နော်။ဟောစင်းအာချင်းအဲ့ဒါရယ်100ဒေါ်လာဆိုတော့ဒီလိုဟာလေး ဟုတ်နော်သူတို့မှာ endoskeleton ရှိတယ်ဟုတ်နော် ossicles ဆိုတာက calcium carbonate နဲ့လုပ်ထားတဲ့မာမာလေးတွေပေါ့ဟုတ်နော်မာမာလေးတွေအဲ့မှာ endoskeleton ရှိအတေတွင်းနေမှာ calcium နဲ့ calcium carbonate ဆို calcium Ca CO3 2 minus ပေါ့ calcium နဲ့ carbonate နဲ့ပေါင်းထားအဓိကစံကမ္ဘာ different from the bone ဆရုံမှရှိ bone စီနဲ့ကွာချရင်ကျရဲ bone ကဘာနဲ့လောက်ထားလဲဆိုရင် calcium phosphate နဲ့လောက်ထားရင်ပေါ့ အာချရောကဒီနေ့ Great 10 Biology Chapter 3.1.3 Support System in Animal ကိုဒီနေ့အတူလေ့လာကြရင်မြန်မာပြည်မှာရှိတဲ့တခြားသော Great 10 Biology ကိုလေ့လာနေတဲ့တခြားကျောင်းသားတွေအတွက်ဇီဝကဟန် Knowledge Sharing Channel ကို Like and Subscribe လုပ်ပြီး Share လုပ်ပေးကြပါ Sharing is Caring မှာနောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံးပေးကြပါမယ်